န္တလေးတချင်းတော်တော်များများကဖះဆိုဖះကိုပဲဖွဲ့တယ်မြို့ဆိုမြို့ရဲ့အလှပကိုပဲဖွဲ့ဒါမှမဟုတ်ဒီဂီတဘက်ကိုထည့်ရေးရမယ်ဆိုတာကျတော့အရန်နေခဲ့တယ်ပေါ့နော်အဲ့မှာဒီတချင်းကိုအရန်ကျင်တတ်တယ်နှစ်သိမ့်ပြီးတော့နှစ်သက်ပြီးတော့ကျွန်တော်ကဟိုအစောကလေးကဒီဟာကိုတီးကျင်နေတာပေါ့နော်သူကရားကိုရားရမယ်လူပါရားကိုရားရမှာသူကအရန်တော်တယ်အဲ့ပြောတဲ့တော့လည်းသူရဲ့သူအရန်တော်တာကိုပြောပြပါဘီသူကရားကိုရားမယ်လူတယောက်ပါ ဆရာဒီယာမွန်နဲ့ကကျွန်တော်တို့2018ပေါ့ဆရာပုတ်တော်မာဂီရတွေဒီမှာဆိုင်းနေလောက်တဲ့အချိန်ကစပြီးတော့ဝိကုကြောင့်စိမ့်နဲ့ပတ်သက်ပြီးတော့ဆရာနဲ့ရင်းနှီးခဲ့တာပါဗျအဲ့အချိန်ရနေပြီးတော့အလုပ်တွေအခုချိန်ထိများသောအားဖြင့်အလုပ်လုပ်တွေ့လို့ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျဒါကကျွန်တော်ဆရာဒီကျွန်တော်2018ပြောတာနော် အမ်ဟုတ်တယ်ဒီရောက်ဒီရောက်ဒီ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 ကိုရစပြီးပြောပြတာပေါ့စပြီးပြောထလာပေါ့လူတော်ဆိုချက်လောက်ကလည်းစတယ်ပြောထားခဲ့တယ်အခုကအကောင့်ထဲလုံးဝပေါ်သွားတာပေါ့ဒီကြားထဲမှာဆရာကြီးကမအားကျွန်တော်မအားလို့ဆိုဒီလိုမလုပ်ဖြစ်တာဟုတ်ကဲ့ကျွန်တော်ကဂီတရရနာအပုတ်ထောင်သွင်းတော့အဲ့မှာ sign category ပါတယ် sign category ကိုကျွန်တော်ဘယ်သူပြန်အပ်လိုက်လဲဆိုတော့ဘယ်သူပြန်အားကိုးလိုက်လဲဆိုတော့မြန်မာပြည်ကြောက်စင်းပေါ့ကျွန်တော်တို့ရဲ့အကိုဆရာပေါ့နော်ဆရာလိုသေးပါဆိုတော့အဲကိုကြောက်စင်းကနေပြီးတော့ဟိုသူကလူတွေထပ်ဖွဲ့တာပေါ့လူတွေထပ်ခေါ်တယ်သူက အထက်မှမှာပြီးအောက်မှာမှာပြီးပြီးတော့မန္တလေးအဲ့လိုနေဆောင်သွားခေါ်တဲ့တော့မန္တလေးဘက်ကနေပြီးတော့ကိုပုန်နိုင်တော့ပါလာလူငယ်အနေနဲ့ပေါ့နော်ဆိုတော့တချင်းနေအများကြီးပဲအဲ့ဟိုစင်ပြတာဆင်းနေတို့ဘာလို့ညာတော့အများကြီးပဲသူတို့တီးသွားတဲ့ထဲမှာသူတို့အားလုံးနဲ့သူတယောက်တည်းနဲ့မဟုတ်အားလုံးနဲ့ယဉ်နေပါတယ်ယဉ်နေပါပြီးတော့တခြားဆိုင်းဆရာတွေလည်းယဉ်နေတာပေါ့နော်ပြီးတော့မှသူနဲ့ကကြတော့ဖိုးချစ်စီမှာလည်းခဏခဏပြန်ဆောင်တယ်ကိုကျောင်းစင်းနဲ့လည်းခဏခဏပြန်ဆောင်တော့သူနဲ့ပိုယဉ်နေတယ်ခဏခဏဆောင်နေတာနောက်ပြီးတချင်းလေးတွေဆိုလည်းသူစိတ်ဝင်စားတယ် သူ့သင်းတွေကလည်းအရန်ကောင်းတယ်ကိုယ်ကလည်းစိတ်ဝင်စားတယ်အမ်မြူရီနဲ့သူကအပြန်လှန်ပေါ့နော်ဟိုရင်းနှီးနေကြတာပေါ့ပြီးတော့သူ့ရဲ့တချို့သင်းတွေဆိုရင်စတူဒီယိုမှာလာသွင်းတယ်အဲအဲ့လိုမျိုးတွေပေါ့အဲ့ဒီမှာလည်းသူ့သင်းတွေကိုနားထောင်လာအရန်သဘောကျတယ်ရှိတာပေါ့နော်အဲသူ့ကိုစိုင်းပညာရှင်တယောက်အနေနဲ့ကိုကအရင်အရင်တည်းကဟိုလေးစားတယ်ပေါ့နော်အဲသူ့သူ့ရဲ့ဇာတ်ကိုသိတယ်သူလုံနိုင်တဲ့ဟာကိုသိတယ်ပြီးတဲ့အခါကျတော့တချင်းနေမြန်မာနိုင်ငံချင်းတွေရေးတဲ့အခါကျတော့ဒီသူဆောင်အောင်လို့ပါတော့ထွက်တယ်နောက်ပြီးတော့ဟိုအန်တီဗော်ဒီတက်နေလဲခွေထွက်တာရှိတယ် အဲ့ဒီချင်းတွေကိုတီးလုံးသွင်းတာနဲ့ပြန်ကြားစင်တာကိုရီးယားလည်းငငယ်တဲ့ဟိုဟာဆရာကိုမိုးစော်ဘူလို့ ਨੇ နောက်ကျောင်းမှာအဲ့လိုမျိုးဆိုင်းကိုတင်ခဲ့တော့ကိုတစ်ချိန်မှာဒါမျိုးတီးလုံးနေလွတ်ဆင်တာပေါ့နော်ဒါပေမဲ့ကိုကိုရန်တော့မလုံနိုင်ဘူးဒါဒါပညာရေးအရမ်းနဲ့နေတဲ့ပညာရေးပေါ့တကယ်ဆိုသူ့ကိုအားကိုးပြီးတော့မန္တလေးမှာအဲတွေ့ပြီးတော့ဘုန်းနိုင်အဲ့ဒါဟိုအဲ့ဒါလေးလုံးရအောင်ဆိုပြီးတော့ဆက်ပြီးစကားပြောတာအာအကောင့်နဲ့သူကလည်းလွတ်ဆင်တယ်ဆိုတော့အဲ့ဒါနဲ့ဒါကအကောင့်ထဲပေါ်လာတာပေါ့ဒါကတော့ instrumental query ပေါ့နော် အဲကျွန်တော်ပြောလိုက်မနော်ကျွန်တော်တို့ကကျတော့ဒါဟိုရှင်းတော့ရှိခဲ့တဲ့ဂီတပုံတံဆိုတော့လက်ရှိပြည်သက်တွေရဲ့နားကိုတော့ကျွန်တော်တို့သိထက်တွက်လို့အများကြီးအားကိုးလို့သိမရဘူး။ဒါပေမဲ့ကျွန်တော်တို့ကစူးစမ်းပြီးတင်ပြမယ်။သူတို့နားထောင်လို့ကြိုက်တဲ့အနေအထားကိုတော့ကျွန်တော်တို့ကစူးစမ်းမယ်ပေါ့နော်။ဒါပေမဲ့သူတို့ပုံမှာတော့အများကြီးမြည်တီးလို့မရဘူး။ဒါလည်းလည်းနားစိမ့်နေပြီပေါ့နော်။ဆိုတော့အဲ့ဒီအဲ့ဒီလိုဒီလိုမျိုးကျွန်တော်တို့ကဖန်ပြီးတယ်။နောက်ပြီးတော့သူနဲ့ကကျွန်တော်ကဘယ်လိုပြောလိုက်လဲဆိုတော့ကျွန်တော်ကသေးစရာကျွန်တော်သင်းတွေကိုပေးလိုက်တယ်။ဂီတမူကသူ သူကနေပြီးကြိုက်တယ်လို့ဒီပုံမှာဒီဇိုင်းဆွဲပေါ့ပြန်ပြီးခဏကကတင်လို့သူ့ရဲ့ပုံစံအတိုင်းသူ့အတူလို့သူဘာပဲလုပ်လို့သူလုပ်တဲ့အားလုံးကိုလက်ခံတယ်ကြိုက်တယ်ဆိုပြီးတခါတည်းပြောလိုက်တယ်ပြောလိုက်သူလည်းလွတ်လွတ်လပ်လပ်လုပ်လို့ရအောင်လို့လေအဲ့ဒါသူလည်းအဲ့တိုင်ပဲလုပ်လာတာပေါ့အရန်ကောက်ပါကျွန်တော်ရေးထားတဲ့သချင်းတွေကိုဆိုင်းရဲ့ဗလာဆိုင်းပုံတရားမဟုတ်ကျွန်တော်ဆိုင်းမှာကြတော့ဟိုပါဘောနော်ဟိုသပင်ဇက်ပုတ်ဆိုင်းတွေရှိတယ်ရုပ်သေးဆိုင်းတွေရှိတယ်ဗလာဆိုင်းဆိုတာရှိတယ်ဧကန်ဆိုင်းဆိုတာရှိတယ်နတ်ဆိုင်းဆိုတာရှိတယ်အမျိုးမျိုး အဲ့ဒီမှာမှအိတ်ခံဆိုင်ပလာဆိုင်ပုံတရံလို့ဒါသူ့ရဲ့ဆက်ပြတ်ပေါ့သူကဆိုင်းဆရာဆိုတော့သူကပြန်လုပ်ပေးတာဟုတ်ကဲ့ကျွန်တော်ပြောနေကြစကားလို့ပါပဲကျွန်တော်ကဒီဆရာရီယာမိုရေးတဲ့တချင်းဒီထဲမှာမန်ထာနီဆိုတာပါလေအဲ့မန်ထာနီဒီပုံထဲကိုကျွန်တော်ဆရာရီယာမိုကြွေတာပေါ့လေလေးစားပေါ့အဓိကတော့လေးစားတယ်ဆိုတာကျွန်တော်တို့အခုနောက်လို့ရှိဆရာတင်မြို့မကြီးဆရာဆရာရွှေတောင်းမြိုင်ဆိုတာကျွန်တော်တို့ရဲ့ဂျန်ရှင်ရပြောလို့ဆိုကျွန်တော်တို့အဖိုးပေါ့နော်အဖိုးရွှေတောင်းမြိုင်ပြီးတော့ ဆန်းရဘက်မှာဆိုဆရာဦးဦးမှာပြီးတော့ဆောင်းဘက်မှာဆိုဘဘဦးမြင့်မှာဒါတွေရဲ့အချုပ်အကုန်လုံးအဖိုးစိန်မိတာပါပါပြီးတော့ဒီချင်းထဲမှာဆိုလေရေးထားတာဖြစ်တယ်အဲ့ဒါနားထောင်လိုက်ကြတယ်အဲ့ဒါကိုစပြီးတော့ဖွင့်ပြတာကိုကြီးကိုကြောက်စင်းပေါ့မြန်မာပြည်ကိုကြီးကိုကြောက်စင်းကျွန်တော်စဖွင့်မင်းပွားတယ်ဗိုလ်ကြီးအိုင်ဒီယာရန်ကုန်လောက်ကွာနားထောင်ကြည့်တယ်အဲ့မှာစပြီးတော့အဲ့ဒီချင်းတန်ကြားကြတယ်ကွာဒီဆရာဒီယာမိုးလေးစားတော့ပါလေအဲ့လိုလဲဆိုတော့ဒီဒီကျွန်တော်တို့မန္တလေးတချင်းတော်တော်များများက ဖယားဆိုဖယားကိုပဲဖွဲ့တယ်မြို့ဆိုမြို့ရဲ့အလှပကိုပဲဖွဲ့ဒါမှမဟုတ်ဒီဂီတဘက်ကိုထည့်ရေးရမယ်ဆိုတာကျတော့အရန်နေခဲ့တယ်ပေါ့နော်အဲ့မှာဒီသချင်းကိုအရန်ကျင်တတ်တယ်နှစ်သိမ့်ပြီးတော့နှစ်သက်ပြီးတော့ကျွန်တော်ကဟိုအစောကလေးကဒီဟာကိုတီးကျင်နေတာပေါ့နော်တီးကျင်နေတော့အကိုအကိုကြီးကခွေးကြောက်စဲရတယ်နေဟုတ်ရတယ်မဲခွေးမထွက်သေးဘူးတဲ့ခွေးမထွက်သေးဘူးဆိုတာနဲ့မဒီပဲနဲ့နေခဲ့တာဒါမှမဟုတ်အကန်းလျော်ဆိုတာပဲကျွန်တော်ဖြစ်ကျင်တဲ့ဆန္ဒလည်းဖြစ်ရတယ်ပေါ့ဟိုဆရာကြီးကကျွန်တော်ဒါကိုတီးတော့လို့လုပ်ပေးပါဆိုတော့ အဲဒီဒါကိုလှုပ်လိုက်တာပြောချင်တာကတော့ကျွန်တော်ဂီတာမူးလှုပ်ရတယ်ဆိုတာအထက်တချင်းတွေကဆရာတရားမူရေးတဲ့တချင်းတွေကတော့ဟိုခစ်ပေါ်ပုံစံမျိုးမဟုတ်ဘူးဒီကဲနန်းတော်ရှိဆရာဟိုဟိုလိုနိုင်ကြတာတော့မဟုတ်ပါဘူးနန်းတော်ရှိဆရာတင်တို့ဆရာမြို့မငိမ့်တို့ရေးတဲ့ပုံကြီးအဖေဦးမတော်တို့ရေးတဲ့ပုံမျိုးမြန်မာတချင်းစစ်စစ်ကြီးပေါ့ရေးထားဆိုတော့ကျွန်တော်အနေနဲ့ဒီလုံးလှုပ်ရတာအရန်လည်းခက်ခဲကြီးရှိပါလေပြောချင်တာကတော့မူရင်းကောင်းလို့မိတူကောင်းတာပေါ့လေဒီကဆရာကောင်းတာဟုတ်ပါဟုတ်ကဲ့ ကျွန်တော်တို့ကစဉ်းစားတိုင်းမှာဒီ local တခုလည်းမစဉ်းစားဘဲနဲ့ global ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကတက်နေသလားစဉ်းစားတယ်ဒါကြောင့်အတန် quality တို့ကြီးလုံး quality တို့ဒါတိုင်းမျိုးစဉ်းစားတယ်ဒီအောင်လဲ release လုပ်မှာကကျွန်တော်တို့ကတေးတန်တာတေးတန်တာကနေပြီးတော့ exclusive နေနဲ့6လပဲ4ရက်နေမှာထွက်မယ်ပြီးတော့7လပဲလောက်ကြတော့မှာအားလုံး all platform ပေါ့နော် international တွေရောဘာတွေရောအဲ့ဒါကြတော့ဒီကျွန်တော်တငယ်ချင်းတယောက်ရှိတယ်ဂျပန်က roller ဆိုတဲ့ company ပေါ့နော် level ပေါ့အဲ့ဒီကနေပြီးတော့သူတို့နဲ့ပေါင်းပြီးတော့ကျွန်တော်တို့က international platform တွေအကုန်လုံးထုတ်မှာပေါ့ဟုတ် ဟုတ်ကဲ့ဒီထဲမှာသင်းငါးဘုတ်ပါပါလေပထမဦးဆုံးကတော့တပွဲလှပေါ့တပွဲလှဆိုလဲဟိုကိုကျော်ကျော်ဟန်နဲ့မတူကြအောင်ဆိုတာတပွဲလှတပွဲလှရင်ပြီးတော့မန်းထာနေတိုက်တာဇာတိကဘယ်လိုဘယ်လိုအားလုံး6ပုတ်ပေါ့နော်6ပုတ်လို့ပြောရအောင်6ပုတ်ကိုကျွန်တော်5ပုတ်ထဲမိလိုက်တယ်ပေါ့နော်အဲ့ဒါမှကြိုက်တာပြောရမယ်ဆိုအကုန်လုံးကိုကြိုက်တယ်အကုန်လုံးကိုကြိုက်တယ်ပြီးတော့ဒီဖန်တီးထားတဲ့အပိုင်းမှာလည်းတပွင့်လာဆိုရင်လည်းကျွန်တော် ရှေးနှစ်ပါးသွားပုံစံမျိုးလေးကျွန်တော်ဖန်တီးထားတယ်ပေါ့နော်အမှန်ထန်ဒီရကြတယ်မငါးပေါက်လှလှဒီလုံးပုံစံလေးတို့တဏ္ဍာသားဆိုရင်ကျွန်တော်တဏ္ဍာသားဆိုဖိုးစိန်ပေတာကြီးတီးခဲ့တဲ့ဘုံစိုးပေါ့နော်အဲ့လိုနီးပုံစံအတိုင်းပေါ့ဘေးဥမတာအဲ့ဒါကိုဟိုဓာပြသွင်းဖို့ဆိုရင်ပုံစံရဲ့အဲ့အိုင်ဒီယာမျိုးလေးကိုကျွန်တော်တဏ္ဍာသားကိုလှုပ်ထားတယ်နောက်တစ်ခုကတဏ္ဍာသားပြီးတော့ဆိုင်းတန်ချုံဆိုင်းတန်ချုံဆိုလို့ရှိရင်လေဟိုတကယ်လူတွေရဲ့ အဲ့တန်စင်ရကြီးပေါ့နော်စစ်ကြီးလို့ခေါ်တာပေါ့အဲ့တန်စင်ကိုနားထောင်လို့ရှိရင်လူတွေစိတ်ကိုမှိုင်းစေတယ်ဒါမှမဟုတ်မှိုင်းစေတဲ့ဟာကိုတာယာနာပြောပဲဖြစ်အောင်လုပ်ထားတယ်နောက်တစ်ခုကရန်ကုန်ရောက်သွားမယ်ရန်ကုန်ရောက်သွားမယ်ဆိုတာလေအဲ့တည်းမှာမူရင်းကိုတကယ်တကယ်ကောင်းလားဆိုတော့ရန်ကုန်ရောက်သွားမယ်ရတော့ဘာဘဥပ္ပတင်ပုံစံဖေးမော်တာပုံစံအဲအဲ့လိုပုံစံလေးလုပ်တာဟုတ်ကဲ့ အစိုးအဲ့ဒီမှာအစိုးတော့မပါအတီးအတီးအတီးတီးလို့စိုင်းတီးလို့တန်တန်နားတော့မယ်အဲ့လိုအဲ့လိုအကျွန်တော်တို့ကဒါကတော့ဒီပန်တရာသစ်ဆိုတဲ့နာမည်လေးကိုပေးထားတဲ့ဟိုခွေးလေးပေါ့ပန်တရာသစ်ဆိုတာကတော့အတီးအမှုတ်ပေါ့နော်ကျွန်တော်ဂီတနဲ့ပတ်သက်တာပန်တရာလို့ပြောတာဟိုပန်တရာသစ်ဆိုတာကတော့တီးလုံးအစ်စ်ပေါ့အခုမှပဲလလက်ဆက်ဆက်ထွက်လာတဲ့တီးလုံးအစ်စ်မလို့ကျွန်တော်တို့ကပန်တရာသစ်ဆိုတဲ့နာမည်ပေးထားတယ်ဒီပန်တရာသစ်ကိုလည်းကျွန်တော်သူနဲ့ ဟိုတစ်နှစ်ကိုတစ်ခုလာ project ပုံစံမျိုးပေါ့နော်1 2 3 series လောက်ပေါ့နော်ဒါမျိုးလဲကျွန်တော်စိတ်ကူးရနေပါတယ်ဒါပေမဲ့အတက်တော့မပြောရသေးဘူးကျွန်တော်မလုပ်နိုင်မှာဆိုတာပေါ့နော်ဒီ pandemic အတွက်ကိုကျွန်တော်တို့ကတေးသန္တာကနေပြီးတော့ exclusive အနေနဲ့ကျွန်တော်တို့အရင်ထုတ်မယ်6လပိုင်း4ရက်နေဆိုရင်တေးသန္တာ application နဲ့နားထောင်လို့ရပြီပြီးလို့ချင်း6လပိုင်းကြာလို့ရှိရင်တော့ကျွန်တော်တို့ကတခြား platform တွေ YouTube တွေရော international platform တွေရောကျွန်တော်ဆက်ပြီးတော့ဒီဂျပန်ကဒရိုလာစနဲ့လည်းကျွန်တော်ပေါင်းပြီးတော့ဟိုကမ္ဘာကိုလည်းဖြန့်တော့ဖို့ကျွန်တော်ရှိပါတယ် ဟိုလောလောဆယ်တော့ဒေသန္တာတွေမှာနားထောင်လို့ရပါတယ်။ तू ကရားကိုရားရမယ်လူပါ။ရားကိုရားရမယ် तू ကအရန်တော်တယ်။အဲ့ဒီဒေါသန်တော့လည်း तू ရဲ့ तू အရန်တော်တော်ပြောပြပါဘူး။ तू ရားကိုရားမယ်လူတယောက်ပါ။ဒါဆိုစူးစမ်းတဲ့လူပေါ့နော်။တတ်တဲ့လူပေါ့သိတဲ့လူပေါ့။အဲကျွန်တော်လည်းဒီဖေးမှာကျတော့မန္တလေးဟန်လို့ကျန်တယ်။မန္တလေးရှေးဟန်ပေါ့။ အဲ့ဒါကိုကျွန်တော်စဉ်းစားလို့သူနဲ့အကန့်ညီဆိုသူကတကယ်ပညာတွေကိုယူလာတဲ့လူလေလူငယ်တည်းမှာနောက်တစ်ခုကတွေးတဲ့ခေါ်တဲ့ပညာရှာလာတာတွေကကျွန်တော်သဘောကျတယ်ဗျအဲ့ဒါနဲ့ဆိုတော့ကျွန်တော်သင်လာတဲ့အတိုင်းပဲသင်လာတဲ့အများကြီးပို့ကောင်းပြီးတော့လုပ်ပေးတာလားဆိုတော့အကယ်ဒမီလည်းသူရမှာပဲနောက်ပြီးတော့အများကြီးလည်းကြက်ပို့ပြီးတော့အောင်မြင်တဲ့လူလို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ပို့ပြီးတာဝန်ကြီးတယ်ပေါ့ဘာလို့ဟောဒီလိုလေးများလုံးလိုက်အကိုကြီးကြိုက်ပါမလားအဲဆရာဒီဒီတရားကိုကြိုက်ပါမလားဟိုမျိုးမျိုးအချင်းချင်းခါခါစဉ်းစားရတာပေါ့တစ်ခုချင်းတစ်ခုချင်းစီကို စဉ်းစားယူမှလုံးလိုက်တော့အဲ့ကျမှပြီးအလုံးပြီးတဲ့အချိန်ဆရာကြီးဒီပို့လိုက်တော့ဆရာကြီးကကောင်းတယ်အလုံး right ပို့ပြီးတော့ဆိုတာဆရာကြီးကယုံကြည်မှုအပြည့်ဝပေးတာပေါ့လို့ရတယ်ဘုံနိုင်ပုံမှာတန်တရားမရှိဘူးဘုံနိုင်လုံးသမျှကိုအကုန်လုံးကျင်းတတ်ပြီးသားဆိုတဲ့ကအရန်ရင်းထဲမှာဟိုလေးလေးနက်နက်နဲ့ဟိုတော်တော်ဘယ်လိုရင်ခုန်ရတယ်ပေါ့နော်ဟုတ်ပို့ခက်ခဲတာကျွန်တော်စိတ်ကြိတ်ဆိုတော့ပို့ခက်ခဲနေတာကျွန်တော်ကဒီလို ဟုတ်ပါဘူးအဲ့ဒီသဘောတရားတွေကကျွန်တော်တို့ကသိတယ်ဂီတမူအချင်းချင်းဖြစ်နေတယ်။ तू ကတော့သူ့နယ်ပယ်မှာ तू ကအရန်ကျွမ်းကျင်တယ်ကျွန်တော်လုံးဝမလုပ်နိုင်ဘူး။ဒါကျွန်တော်နယ်ပယ်ဂီတမူပေါ့နော်။ဒါပေမဲ့ကျွန်တော်ကတစုံတရာပေါ့သူ့ကိုတက်မလား။ပြီးရင်ပြန်နားထောင်ကြည့်မယ်လေဆိုတဲ့စကားမျိုးကျွန်တော်ပြောလို့ရှိရင် तू လောက်ရတယ်နဲ့ပိုခတ်လိမ့်မယ်။အဲ့ဒါကျွန်တော်ဂီတမူကျင်ကိုကျင်းစားတယ်။အဲ့ကြောင့်ကျွန်တော်စပြောတဲ့ဟိုကဘုံနိုင်ဘာလို့လို့ဘလို့ကတ်တင်ဘလို့လှုပ်လှုပ်ဘလို့ဒီဇိုင်းဆွဲဆွဲဘလို့ဘလို့ဖြတ်ဖြတ်ဘလို့ကတ်ကတ်ကြိုက်တယ်လို့လို့အားလုံးကိုလက်ခံမယ်။ 100%အကုန်ယူမယ်အဲ့လိုပြောလိုက်တာဆိုတော့ तू လည်းလုံးရတာပါပဲလွတ်လပ်တာပေါ့ပြီးရင်ကျွန်တော်ကကြည့်ပြီးပြန်ပြင်တာတွေပါလေ तू တွေးနေရရင်ဒီတန်းငွေကျကျွန်တော်ကိုရင်းစားတယ်နော်ကိုယ့်ရဲ့ junior လည်းဖြစ်တာပေါ့အသက်အရွယ်အဖြစ်ဆိုရင်လည်းအဲ့ကြောင့်လုံးလက်တာလို့အကုန်လုံးကိုယူမှာအဲကျွန်တော်အဲ့လိုပဲပြောလိုက်တာသူ့ကိုကျွန်တော်ချက်ချင်းပြောတယ်ကျွန်တော်ကျွန်တော်အမျိုးသမီးနဲ့နားထောင်တာအဲ့ချိန်မှာညာ9နိုင်လောက်ယူသူကပို့လာပထမတစ်ပုတ်ပို့တယ်ပြီးပထမပထမတစ်ရက်ကကြတော့ तू ကဖုန်းနဲ့ဖွင့်ပြတယ်ကျွန်တော်အရန်အံ့ဩသွားတယ် တကယ်လည်းကျတော့ကျွန်တော်အိမ်မက်တော့မမတ်ဘူးကျွန်တော်တချင်ပဲဒါပေမဲ့ဒီလို arrangement တွေဒီလိုဖြစ်လာမှာကျွန်တော်အိမ်မက်တော့မမတ်ဘူးကျွန်တော်ငငယ်လေးဟိုဆိုင်းတီးလုံးနေကျွန်တော်ကြိုက်တယ်ကျွန်တော်ပြောရမလို့ဆရာစိတ်တော့ဆရာစိတ်မိတာဆရာစိတ်မိုးတယ်ဒီတီးလုံးတွေကကျွန်တော်တို့အရန်ကြိုက်တယ်အဆင်မြင့်တာပေါ့နော်ကိုယ်လည်းတချင်မှာဒါမျိုးဖန်တီးနိုင်တဲ့လူဖြစ်ချင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ကအရန်ဟိုဘယ်လိုပဲမဲ့ဒီမြန်မာမှုကမြန်မာစာရအရန်ကက်တယ်တော်တော်ကြီးလုံးမသူတို့လိုလုံးမသူတို့လိုတတ်မှာပေါ့နော်တကယ်ပြောရမလို့ဆိုတော့အဲ့ဒါကျွန်တော်က သူသူဖွင့်ပြတဲ့ဒီလိုတနခါးသားပေါ့နားတော့ကျွန်တော်အယံဝမ်းတာပေါ့သူကကျွန်တော်လူကျင်တာအားလုံးကိုကျွန်တော်မပြောဘဲအကုန်နားလဲနေတာဆိုတာကျွန်တော်သိသွားအဲ့မှာအဲ့မှာနဲ့ကျွန်တော်ပျော်သွားပြီပြောင်းလိုက်နောက်တရက်ကျသူကသင်းနေပို့တော့ကျွန်တော်ကျွန်တော်အမျိုးသမီးနဲ့နားတော့နားတော့နားတော့နဲ့ဘယ်လိုနည်းနည်းတော့ emotional ဖြစ်တယ်ဟောတကယ်ကိုအိမ်မက်ထံမှာလိုပဲသိရမလားဒီဒီ music တွေကထွက်လာထွက်လာဆိုသူ့ကိုအရန်ကျေးဇူးချက်ချင်းပဲသူ့ကို message တွေပို့ပြီးတော့ပျော်လို့ပျော်လို့အရန်ပျော်တယ်ကွာလို့အရန်သိရမလား ဒါအနုပညာတစ်ခုလုပ်တယ်ဆိုတာကျွန်တော်တို့အတွက်ကြာအရသာပါပဲပရိသတ်ကနားစင်းနေတဲ့ဟာတစ်ခုကိုကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်စူးစမ်းအောင်မှကျွန်တော်တို့တောင်းအောင်မယ်လေအဲသူတို့နားရင်တာမရင်တာကိုကျွန်တော်တို့ကထဲထွက်ပြီးမလုပ်ဘူးဆိုရင်ဒါနင်းနာစရာတစ်ခုဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ရဲ့ခံယူချက်ကတော့နားစင်းနေပါစေလုံတဲ့နာကိုကျွန်တော်တို့လုပ်မယ်ဒါမှန်တဲ့အလုပ်တစ်ခုပဲပေါ့နော်အဲ့ဒီဒီလုံးလေးကိုကျွန်တော်လူတွေလည်းနားထောင်သိကြတယ်အရန် classic ပြအရန်ကောင်းတယ်ကျွန်တော်တော့ဒါဂီတမှန်နိုင်တာဘူနိုင်ပေါ့နော်သူနဲ့ ကျွန်တော်ရဲ့မြန်မာမှုသင်းတွေကိုသူက arrangement ပြန်လုပ်ပြီးတော့ sign တီလုံးအတွင်တန်းနဲ့ instrument တွေဟိုကျွန်တော်တို့ရှေးဟို sign ဟန်နဲ့ပေါ့နော်မန်ဟိုမန္တလေးဟန်ပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့ဖွေလုပ်ထားပါတယ် mini album ပါပဲငါးဘုတ်တည်းရှိပါတယ်ဒီဟာကိုကျွန်တော်တို့ release လုပ်ပါပြီဟိုဘလိုပဲဖြစ်ဖြစ်နားနဲ့စိတ်နေတာပဲဖြစ်ဖြစ်နားနဲ့ယဉ်နေတာပဲဖြစ်ဖြစ်အားလုံးအတွက်အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကတော့ကြိုးစားရပါတယ်အထူးသဖြင့်ကျွန်တော်မဟုတ်ပါဘူး သူကနေပြီးတော့အဓိကဂီတမှုပါသူကကြိုးစားရပြီးတဲ့ခွေလေးဖြစ်ပါတယ်နားထောင်ဖို့ထိုက်တန်ပါတယ်ဟုတ်ကဲ့ဒီပန်ရသစ်ဆိုတဲ့ခွေပေါ့နော်ဒါဆရာရမူရေးထားတဲ့အချင်းတွေကိုမြန်မာဗလာဆိုင်အနေနဲ့ဖန်တီးထားတာဖြစ်သည့်အတွက်ဟိုမြန်မာဆိုင်ဒီလုံးကြိုက်နှစ်သက်သူများအတွက်ရှင်းနေစေရပါမယ်နောက်တစ်ခုကဆိုင်ဒီလုံးလုံးဖို့ရအတွက်လေးလာစီးမှုနေသူများအတွက်လည်းအဲမှတ်သားစရာတစ်ခုအနေနဲ့ကြံလိမ့်မယ်လို့ ယုံကြည်ပါတယ်အဲ့တော့အားလည်းအပေးပါအောင်ပေါ့နော်မြန်မာဆိုင်းကိုချစ်တည်တဲ့ပို့ပြီးချစ်ပြီးတော့အပေးကြပါလို့ဆိုပါတယ်